စူပလာတစ်ခုထပ်ပိုအရေးကြီးတယ်လို့ဆိုရမယ်ယူရိုပါလိဖိုင်နယ်ပွဲ မန်ချက်စတာယူနိုက်တက်နဲ့ဒေါ်တီယန်အော်စပါတင်းတို့အတွက်ယူရိုပါလိဖိုင်နယ်ပွဲရာဆူပလာတစ်ခုကိုကံရောက်ခွင့်ရဖို့ဆိုတဲ့ရည်မှန်းချက်ထက်အများကြီးပိုပြီးအရေးပါနေပါတယ်။ဆုံးနိုင်မှုတစ်ခုဟာနီးပြားတွေရဲ့အနာဂတ်ကိုမရေမယားဖြစ်စေရုံသာမကအတင်းရဲ့လျှောက်လွှမ်းရမယ့်ခီးလန်းကိုပါလုံးဝပြောင်းလဲပြစ်နိုင်တဲ့အနေထားမှရှိနေတာပါ။ဒါကြောင့်လည်းဒီပွဲကိုရင်ဆိုင်ရမယ့်နီးပြားတွေဘလောက်ထိစိတ်ပီစည်းနိုင်မလဲဆိုတာခံမနိုင်ပါတယ်။တစ်ဖက်မှာမန်ချက်စတာယူနိုက်တက်ရဲ့နီးပြားရူဘင်အာမိုရင်ဟာဒီပွဲကိုအနိုင်ရရှိခြင်းအဖြစ်အတင်းကိုအောင်မြင်မှုတွေရယူနိုင်တဲ့အင်အားကြီးအတင်းဖြစ်ပြန်လည်တီထောင်နိုင်မယ်ဆိုတဲ့ယုံကြည်ချက်ကိုပုံမခိုင်မအောင်တိစောက်ချနေပါတယ်။ဒီဟာဒီမှာသူတို့ရဲ့ပြည်သက်တွေကိုပြောရှင်စီခြင်းနဲ့ဆန္ဒကလည်းသူ့ကိုဖိအားပေးနေတဲ့အဓိကအကြောင်း 你哭吧，咱们夜里回去也把事儿做 အတင်းရနာဂတ်ကိုပြောင်းလဲပြစ်နိုင်ဖို့ကသူ့အတွက်ပိုပြီးအရေးကြီးနေပါတယ်။တစ်ဖက်မှာလည်းတော်တီယန်ဟော့စပါတင်ရဲ့နီးပြပိုစတီကိုဂလူးကသူတို့အတင်းဟာဒဏ်ရာပြဿနာတွေနဲ့ရုန်းကန်နေရတဲ့ပြင်2008ခုနှစ်ကတည်းကစူပလာနဲ့ဝေးကွာနေတာကြောင့်ဒီဖိုင်နယ်ပွဲဟာသမိုင်းဝင်အောင်မြင်မှုတစ်ခုကိုရယူဖို့အရေးပါတဲ့ခွင့်ရတရဖြစ်ပါတယ်။ဒါဟာ2019ခုနှစ်ချန်ပီယံလိဖိုင်နယ်မှာရှုံးနေခဲ့ပြီးနောက်ပိုင်းသူတို့ရဲ့ပထမဦးဆုံးအူရိုပါဖိုင်နယ်ပွဲလည်းဖြစ်ပါတယ်။ဒါကြောင့်ဒီပွဲမှာအနိုင်ရရှိဖို့ဟာပြစ်ပေါင်းများစွာစောင့်မျှော်ခဲ့ရတဲ့စူပလာကိုရယူနိုင်အောင်တာမကအတင်းရစပါစီဆိုတဲ့နာမည်ဆိုးကိုပဲဖျောက်ပြတ်နိုင်မဲ့ခွင့်ရတရပါပဲ။ဒီလိုရေးပါတဲ့အခြေအနေတွေကြောင့်နီးပြနယ်ဦးစလုံးက PR ရဲ့ဝင်ကိုပြိနေကြတာအန်အောစရာမဟုတ်ပါဘူး။အမ ုံရီအတွက်ဒီပွဲကသူ့ရဲ့မန်ယူနိုက်တက်နီးပြဘဝရဲ့ကြီးမားဆုံးစိန်ခေါ်မှုဖြစ်တယ်လို့ပိုစတီကိုဂလူအတွက်လည်းသူ့ရဲ့ဒေါ်တီယန်အနာဂတ်ဟာဒီရက်လက်ပေါ်မှာများစွာမူတည်နေပါတယ်။ပေါ်ရောဘစင်လိုပညာရှင်တွေကတော့ဒေါ်တီယန်ဟာဒီဖိုင်နယ်ကိုအနိုင်မရရှိခဲ့ရင်ပိုစတီကိုဂလူကနောက်ရသည်မှာအသင်းရဲ့နီးပြပြင်ဆက်ရှိနေဖို့မတိကျဘူးလို့သုံးသပ်ထားပါတယ်။ဒါကြောင့်ယူရိုပါလိဖိုင်နယ်ပွဲဟာဆူပလာတစ်ခုကိုကင်မြောက်ခွင့်ရဖို့ဆိုတဲ့ရည်မှန်းချက်ထက်အများကြီးပိုပြီးရေးပါနေတာအမှန်ပါပဲဒီပွဲရဲ့ရလဒ်ဟာမန်ချက်စတာယူနိုက်တက်နဲ့တော်တင်အောင်စပါတင်တို့ရဲ့နောက်လာမယ့်နှစ်တွေကိုဘယ်လိုကြောင်းလဲသွားစီမလဲဆိုတာစောင့်ကြည့်ရမှာပဲဖြစ်ပါတယ် I'm I'm A Liverpool score! It's